အားလုံးပဲမင်္ဂလာပါခင်ဗျာပါရာလောကဇလံများစီစဉ်ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ကျွန်တော်ဒီနေ့ညတင်ဆက်ပေးသွားမယ်ပါရာလောကဇလံတွေကတော့ဇာရေးစရာ မောင်းမိုင်းညို့ချောင်းရေးသားထားတဲ့ညောင်မျိုးပင်မတရေမဆိုတဲ့ပါရာလောကဇလံလေးပဲဖြစ်ပါတယ်ခင်ဗျာဇလံလေးမစတင်ခင်မှာညစဉ်ညတိုင်းပါရာလောကဇလံကောင်းများကိုရွေးချယ်လို့တင်ဆက်ပေးနေတယ်ကျွန်တော်ရဲ့ channel လေးကိုလည်း like and subscribe လေးပြုလုပ်ပေးရပြီးတော့ ဗီဒီယိုအသစ်တင်နိုင်သိရှိနိုင်မှုဘေးနားက notify ခေါင်းလောင်းလေးကိုလည်းနှိပ်ထားပေးကြဖို့မြစ်တာရက်ခံနေပါတယ်။အဲဒါဆိုရင်ကျွန်တော်နဲ့အတူတူဇလန်လေးကိုဆက်လက်နားဆင်လိုက်ကြရအောင်ခင်ဗျာ။ညကပိန်ပိတ်အောင်မှောင်နေတယ်။ညပိုးပရိတ်တွေရဲ့ပြက်တောင်းပြက်တောင်းအော်ဒီအော်မီနီတန်ကပင်ညကိုကြီးစိုးလို့နေပါတယ်။လေတိုက်လို့တရှင်းရှင်းမြည်တံပေးပြီးလှုပ်ရမ်းနေတဲ့တေကိုင်းတက်ခတ်တွေကလည်းအမောင်ထဲမှာဝိညာဉ်ကောင်းလေးရင်းနေတယ်လို့မျိုးပဲ အဲ့ဒီအချိန်မှာတော့တစ္ဆာဟောင်းညံကြီးတဲ့ကိုနိုင်ကြီးတယောက်ရောက်လာပါတယ်။ဒီနိုင်ကြီးရဲ့ညာဘက်ကလေသနက်တလက်ကိုခါလေကကင်ထားတယ်။လေသနက်ကခက်ကျိုးမဟုတ်ပါဘူး။အဘေးဆွဲမောင်းတန်နဲ့အမောင်းဆွဲပြီးခဲကြည့်သေးလေအတင်းထည့်ပြီးသား။အလိုရှိတာနဲ့ခလုတ်ပေါ်လက်ညှိုးလေးတင်ကိုပြီးပြစ်လိုက်ရုံပဲ။ဒီနိုင်ကြီးရဲ့ဘယ်ဘက်လက်ထဲကတော့လေးဆောင်လို့တမိကလည်းလင်းထိန်လို့ပါ။ point ချိန်ထားတဲ့အတွက်မီးရောင်ကအကွင်းလိုက်ပြက်မသွားဘူး။အဆုလို့နေပါတယ်။ဒီခြံကြီးကတော့တရုတ်တစ်ထည့်တယောက်ပိုင်တဲ့ခြံကြီး။ ဟိုတုန်းကတော့ဆက်တန်လူတန်လော်ဝိုင်းဆက်တန်နေနဲ့စူးစူးညံ့ညံ့စီစီကားကားပေါ့အဲနောက်တော့ဘာကြောင့်လဲမသိပါဘူးရက်လို့သွားတယ်အဆက်မလဲတာတော့နှစ်တွေကြာနေပါပြီဒါပေမဲ့လှော့ဆက်အစားအဝူးတွေထိုင်ထားတဲ့အတွက်အစိအပိုင်းတွေကတော့ရှိတော့အစ်လုံးတွေကလည်းဟိုတလုံးဒီတလုံးအနှံ့အပြားပြန်ကျင်းနေတယ်ရက်ွက်အစုံမိမဲ့ဒီခြံကြီးထဲမှာကတော်ကြီးတောင်ကြီးတွေကတလိမ့်ဆန်ကောင်းလေးတွေကိုရံဖန်ရံကတွေ့ရတတ်ရှူပြန်တို့မွေပါတို့ အတော်ကြောင့်လို့လို့အကောင်မျိုးတွေပါအတော်ကြီးမွေဟောက်တို့တစ်တန့်ငန်းတို့လည်းတွေ့သေးတယ်အတလုံးကြီးတွေရဲ့အကောင်တွေထဲမှာခိုအောင်နေရင်လည်းပါလာတဲ့အကောင်တွေပေါ့အပြီးခဲ့တဲ့လောက်တွေကဒီချန်ကြီးတွေကပဲအတော်ကြောင့်တကောင်တော်ကြီးမွေဟောက်တကောင်နဲ့ရွရွမွေဟောက်တကောင်ကိုနိုင်ကြီးရပြီးပါပြီအဒီနေ့လည်းအကောင်မလောင်တွေ့ရင်တွေ့မတွေ့ရင်လည်းငှက်ပြစ်မယ်လို့နိုင်ကြီးတွေးပြီးသားအသူတမီးကိုဝှေ့ထိုးလိုက်တယ်အမောင်ထဲမှာအလင်းရောင်တန်းကဝှေ့ဝိုက်သွားပါတယ်ဘာကောင်းမှမတွေ့ရဘူး ။ဓမီတို့ရှောင်းရင်လည်းခြံကြီးရဲ့အနောက်ဘက်ခြမ်းဒါတစ်တွေပြောင်းကျင်းနေတဲ့ဘက်ကိုနိုင်ကြီးတယောက်ရောက်လို့သွားတယ်။တပြောင်ပြောင်မြည်နေတဲ့ခြေတံကိုကြားရတဲ့အခါကြားရတဲ့ဘက်ကိုဓမီနဲ့ဝှေ့ထိုးလိုက်တယ်။မမဲအရေးတရေးကခုံသွားတာကိုနိုင်ကြီးတယောက်တွေ့လိုက်ရပါတယ်။မမဲအရေးကြီးခုံတဲ့ဘက်ကိုဓမီနဲ့လိုက်ထိုးလိုက်တယ်။အခွေးနဲ့ကြီးတကောင်တစ်လုံးပေါ်မှာစောင့်ကြောင်ထိုင်ပြီးတော့သူ့ဘက်ကိုလှည့်ကြည့်လို့နေပါတယ်။အညက်အခါခွေးတွေကြောင်တွေကိုဓမီနဲ့ထိုးကြည့်ရင်မျက်လုံးစိမ့်စိမ့်ကြီးတွေ့ရတတ်တယ်။ ဒီခွေးနဲ့ကြီးရဲ့မျက်လုံးတွေကတော့မီးကြီးခဲတွေလိုနီးရဲ့လို့အဲနန်းကြီးတရားကိုတမီးကိုတနက်နဲ့ပြောင်းက အောက်ကနေကက်ကင်လိုက်တယ်အခွေးနဲ့ကြီးရဲ့နီးရဲနေတဲ့မျက်လုံးနှလုံးကြားအလဲတက်တက်ကိုတနက်နဲ့ချိန်လိုက်တယ်အထိုးထားတဲ့တမီးအောင်အောက်မှာတော့ခွေးနဲ့ကြီးကသူ့ကိုစိုက်ကြည့်လို့နေပါတယ်အနန်းကြီးတရားတနက်မောင်းဖြုတ်ဖို့လက်ညှိုးကွင်းမယ်အလုံးမှာပဲမယုံနိုင်တဲ့မြင်ွေးကိုတမီးအလင်းရောင်အောက်မှာမြင်လိုက်ရတယ်အစွဲတွေဖြဲပြနေတဲ့ခွေးနဲ့ကြီးနေရာမှာအစပင်ရှိစုပ်ဖွားနဲ့မိမတယောက်ဖြစ်နေတယ် မြင်နာရဲ့နေရအတော်များများကိုလည်းသပင်တွေကဖုံးနေပါလေ။အဲတစ်လုံးပေါ်မှာစောင်းကြောင်ထိုင်နေတယ်။ဘာလဲဟာ။မနန်ကြီးစိတ်ထဲမှာတော့ထင့်ခနဲဖြစ်သွားတယ်။အဲဒါပေမဲ့သူကကြောက်တတ်တဲ့လူစားတော့မဟုတ်ပါဘူး။အလေးတနက်နဲ့ချိန်ထားပြီးမှမိမတယောက်ဆိုတဲ့အတီကြောင်တဏ္ဏမောင်းခလုတ်ကိုတော့မဖြုတ်သေးပါဘူး။ကြည့်နေတော့မှပဲထိုင်နေတဲ့မိမကအရက်ကြီးရှေးထွက်လာပါလေ။အမြင်ကွင်းကတော်ယုံလို့ဆိုရင်တော့သွေးပြက်ပြီးယူသွားနိုင်တဲ့မြင်ကွင်းမျိုးပါ။ ။နိုင်ကြီးတယောက်မော်ဂျီမော်ဂျီရင်နဲ့ဝါတပြန်လောက်အထိရှေ့ထွက်လာတယ်။အဲဒီကနေဆက်မရှိတော့ဘဲနဲ့ပြန်ပြီးအရက်ကိုတိုးလာတယ်။နိုင်ကြီးတယောက်အသိလိုက်ပါပြီ။ဒါကတော့တယဲမှပါပဲ။အလေးတနက်ခလုံမောင်းကိုဖြုတ်လိုက်။အဖောင်းခနဲ့အတန်နဲ့အတူ ခဲကြီးကထွက်သွားတယ်။အစ်တပင်ပေါ်ကငှက်ကလေးကိုတော့အကောင်းကိုမှရွေးပြစ်တတ်တာ။မမှန်စရာမရှိဘူး။အဲဒါပေမဲ့တယင်းမကအဲ့ဒီတလုံးပေါ်မှာမရှိတော့ဘူး။နောက်ဘက်ခက်လန်းလန်းကတစ်သုံးပေါ်ကိုရောက်နေတယ် တွေ့ကြသေးရပေါ့တရဲမှရင်နေကပဲခြောက်နိုင်မလားငါကပဲပြစ်နိုင်မလားဆိုတာအဲနိုင်ကြီးတရားကိုကျုံသွားပြီးတော့တဏမောင်ဆွဲတယ်အကြည့်ပြည့်တယ်တနက်ချိန်ပြီးပြစ်တယ်အတရဲမှကနောက်ထပ်တလုံးတလုံးပေါ်ကိုစောင်းကြောင်ထိုင်လျက်ရောက်နေပြန်တယ်အဲနိုင်ကြီးကလေတနက်နဲ့ပြစ်လိုက်အတရဲမှကနေရာပြောင်းသွားလိုက်နဲ့တပြည့်ပြည့်ချန်ကြီးအပြင်ဘက်ကိုရောက်လာတယ်နိုင်ကြီးကဓမီနဲ့မပြက်လိုက်ထိုးရင်လေတနက်နဲ့လိုက်ပြစ်နေတယ်အတရဲမှကလေကတဲ့ပေါင်ပေါ်စောင်းကြောင်ထိုင်ရင် တဏျာပြီးတဏျာပြောင်းနေတယ်။အနန်းကြီးတရားကိုရုတ်တရက်တရီပြူမိလိုက်။အတရဲမှာနေရာရွှေ့နေတာကအနောက်ဘက်ကံပြက်စီကိုလမ်းကြောင်းပြနေတယ်။တကံမောင်ကညောင်မျိုးပင်မှာတော့တရဲမှာရှိ။ညမောင်နာနဲ့ဘဒူးမှာမဖျက်ရဲဘူး။ညောင်ငိုင်းပေါ်မှာအတဲ့တမျိုးဇောက်ထိုးတမျိုးလမ်းလျှောက်ပြတယ်။အတွဲလောင်းခုပြတယ်။နွားလဲနဲ့ဖြက်လာရင်လည်းညောင်မျိုးပင်သားရောက်တာနဲ့နွားတွေကထိမ့်မရတော့ဘူး။အဝယုံတော့ကကံသိမ့်ပေါ်တက်ပြီးလို့ပြီးအနောက်လဲပြီးဆွဲပြီးလို့ပြီးနေပေါ့။ အသားစင်းငါးစင်းအမဲသားတဲ့ဝက်သားတွေပါလို့ကတော့အတင်းကိုလိုက်လူတက်တယ်။ဒီလိုတောင်းညံ့တဲ့တရေမှအခုလေနိုင်ကြီးကိုသူ့ပိုင်နဲ့ထဲဒီမြားခေါ်နေလေ။အကံပြက်ညောင်မျိုးပင်နာရောက်ဖို့လဲနှက်ွက်တသားလိုမှာတော့အနန်းကြီးတယောက်တရေမှနောက်ကိုဆက်မလိုက်တော့ဘူး။နောက်ကျောင်းပြန်လှည့်ခဲ့ပါတယ်။အတရေမှတယောက်ကတော့ငုတ်တုံးမိတန်ခဲ့တာပေါ့။အသစ်ဆောင်ချန်ကြီးတဲကဖြက်ပြီးတော့ယွာလေလန်းအတိုင်းနိုင်ကြီးတယောက်သူ့အိမ်ကိုပြန်လာခဲ့တယ်။တော့ဘယ်နှကောင်ရခဲ့လဲ။ အနန်ကြီးမိမမတ်တီကစီးမိတယ်။ဘဲညောင်မျိုးပင်ကတယဲမနဲ့တွေ့လို့လေးသက်နဲ့လိုက်ပြစ်နေတာငှက်တောင်မရခဲ့ရပါဘူးမိမရဲ့။ငှက်မရလို့တော့မဖြစ်ဘူးရှင်။အလာကြီးယောက်ျားရန်ကုန်မှာငှက်ကြော်လက်ဆောင်ယူသွားခြင်းလို့တဲ့။အလာပတ်စံတောင်ပေးပြီးသွားပြီရှင်။လာကျုပ်လိုက်ခန့်မယ်ရှင်နဲ့အတူ။အနန်ကြီးတယောက်တယဲမကြောက်ပေမဲ့လို့မိမစိတ်ဆိုးမှတော့အတော်ကြောက်ရတယ်။အလေးသက်နဲ့ဓမီဆွဲပြီးတော့မိမနောက်ကလိုက်ခဲ့ပြန်တယ်။ အဖဆရာအဖဆရာထားပါဦးနိုင်ကြီးတယောက်အဖဆရာအိန္ဒိယံကိုပုတ်ပြီးအတင်းနှိုးတယ်အဖဆရာတယောက်ကတော့ထွက်လာပါတယ်ဟာဘာဖြစ်လို့လဲနိုင်ကြီးရကျုပ်ကျုံမင်းမတရက်ကလို့ဗျလက်ခဲ့ပေးကောင်းအဖဆရာရဲ့မင်းတို့ကညာကြီးနဲ့မှာဘဲကိုသွားကြတာတော့နိုင်ကြီးရမျက်ပြစ်သွားတာအဖဆရာရမင်းတို့လင်မယားကတော့ကွာအဘဆရာတရားကိုဒီလောက်ပဲပြောနိုင်တယ်။နိုင်ကြီးတို့လင်မယားကလွတ်သဘောကောင်းတယ် လူကြီးသူမကိုလည်းရိုသေလေးစားမှုရှိပါသည်အလူအတန်းလည်းလှုပ်လင်ရှိအပြောစရာဆိုလို့တခုပဲရှိအခုတို့အလုပ်ဆိုရင်တော့နှစ်ယောက်စလုံးတိတ်ကိုဝါသနာပါတာအကျိုးကလည်းပြီးတယ်လीအကြံမွေးချက်ဖြင့်ဝတ်မွေးဝတ်ဖြင့်ဂါမွေးမွေးစီဝါဖြစ်တဲ့လင်မယားအဲဒါကြောင့်ပဲမပြောတော့တာအစည်းအဝါဖြစ်နေတဲ့အလုပ်ကိုအပြစ်ပြောရင်မုန်းနာပဲအဖက်တင်နေပြုတ်ပြေနိုင်သေးမှမဟုတ်ဘူးဆိုတော့ကိုအဘဆရာကနားလည်ပြီးသား အမှတ်ပြစ်ပြီးပြန်လာတော့အကောင့်မရဲ့ဘာဆရာရဲ့အင်ချန်ဝရောက်မှဝူဝါဖြစ်နေတော့တာဘာဆရာရအတူပါဇက်မှာလဲငှက်မွေးတွေရောသွေးတွေရောပေးနေတယ်လမ်းမှာကလေးကအစိမ်းစားလာတာနဲ့တူပါတယ်ဘာဆရာရဲ့တရေကတားနဲ့တူတယ်ဆိုပြီးတော့အဘဆရာစီလာပစ်နာနိုင်ကြီးကလမ်းတော်ရင်ပြောပြတယ်အင်ရောက်တော့မတ်တီကိုဖျားသိမ်ရှင်းမှာ မိမနှစ်ယောက်ကချုပ်ထားပေးတယ်အဘဆရာထိုင်လိုက်တာနဲ့မတ်တီကမျက်ထောင်နေကြီးနဲ့စူးစူးဆက်ဆက်ကြည့် အခဏနေရင်တော့ခက်အောအတန်ကြီးနဲ့ဟာတက်ကြီးတယ်။ရုံးနဲ့ကြမ်းနဲ့ကြမ်းတယ်။အဘဇေယသိလိုက်ပါပြီ။အဲဒါကတော့တရေစည်းခံနေရတာပါ။အဘဇေယဖျားပန်းဦးတဲ့ကကြီးကိုကြီးပလာတဲ့ထက်အဖျားကတော့ပြီးတော့ဂါရာဆုတ်တယ်။အဲ့ဒီအချိန်မှာတော့မတိဝူဝါးတွေអော်ပြီးတော့ဝုံနိုင်ကျင်းနေတယ်။အမိန်မကြီးနဲ့ရောမနေထိန်နေရတယ်။အဘဇေယကဖန်ခွက်ထဲကရေမဲနဲ့မတ်တီကိုတောက်တယ်။ဟဲ့ကောင်မငါ့ကိုဘာမှတ်နေလဲနင်း။ ဂျုံးပြန်သွားကျင်လို့လားဟဲ့နင်ဘယ်ကလဲပြောတယ်။ကြီးတော့မှမတ်တီတယောက်လက်အုပ်ကလေးချီလာတယ်။ညောင်ညောင်မျိုးပင်ကပါနင်အာကုတ်သူကြီးလွန်းလို့သရဲမှဖြစ်နေတာ။မတ်တီကိုဘာလို့ဒုက္ခရောက်အောင်လှုပ်ရတာလဲ။သူ့လင်ကိုမကြည့်နဲ့လို့သူ့လင်ကနင်ကိုဘာလုပ်နေလို့လဲ။လေတနက်နဲ့လိုက်ပြစ်ပါတယ်။အဘစရာတရားကိုမျက်လုံးပြူးသွားတယ်။ဟင်ဟုတ်လားနိုင်ကြီးမင်းကလေတနက်နဲ့လိုက်ပြစ်တယ်ဆိုသူကတရေချောက်တာကိုအဘစရာရဲ့ ကဲကဲဟုတ်ပြီဟုတ်ပြီအဲနိုင်ကြီးကနောက်ကိုလေးတန်းနဲ့နဲ့မပြစ်နဲ့အနင်းကလည်းလူတွေကိုကြောက်အောင်လို့မချောက်နဲ့တော့ဟုတ်ပြီလားမနှက်ပြန်ညက်နေနေဝင်တာနဲ့နင့်ကို အမဲသား90သားလာကျွေးလိမ့်မယ်ကြာလားအခုနင်းစားထားတာတွေပြန်အံထုတ်စမ်းအဘစရာတယောက်အမိန်ပေးလိုက်တာနဲ့မတ်တီတယောက်ဟောခနဲ့ဟောခနဲ့ထိုးအံနေဝါးစားထားတဲ့ငှက်သားတွေအငှက်တောင်နေနဲ့ငှက်မွေးတွေအံဘက်တွေနဲ့ယောပြီးတော့ထွက်ကြလာတယ်အခဏနေတော့တယင်းမှာထွက်သွားပါပြီ အမတ်ဒီလည်းမျက်လုံးပြူးလေးနဲ့ဘာဖြစ်နေကြတာလဲအကြည့်နဲ့ပေါ့အသူကိုဝိုင်းကြည့်နေတဲ့သူတွေကိုလိုက်ကြည့်နေတယ်မင်းတို့လင်မယားဘယ်ကိုသွားပြီးတော့ငှက်ပြေးကြတာလဲနိုင်ကြီးဟာအမြောင်းမျိုးပင်မှာပြတ်သွားပြေးကြတာပါနိုင်ကြီးနိုင်ကြီးမင်းတတော်မိုက်တဲ့ကောင်းပဲတကယ်အဓိကနေရာကိုမှနှက်သွားပြေးရတယ်လို့သွားခြင်းလဲကိုဘသာသွားပေါ်ဘာလို့မိမကို ခေါ်သွားရတာလဲမဟုတ်ဘူးအမဆရာကြီးအမြောင်းမျိုးပင်ငှက်ပြေးဖို့သူခေါ်သွားလို့ကျွန်တော်လိုက်ရတာပါဟေးဟုတ်လား အမောင်စရာတယောက်ဘာမှမပြောနိုင်တော့ပါဘူးအကွန်းတရားသာစားပြီးတော့ပြန်သွားပါတယ်နောက်နေ့နေဝင်လာတဲ့နိုင်ကြီးတယောက်ညောင်မျိုးပင်အောက်ရောက်လာအပါလာတဲ့အမဲသားတွဲတွေကိုဂိုင်းတစ်ဂိုင်းမှာချိန်လိုက်ကဲတရက်မှရင်စားဟိမျိုးဟက်ငါကတရားလူကျွေးတယ်လို့မထင်နဲ့တော့နင့်ကိုကြောက်လို့လည်းမဟုတ်ဘူးအဘစရာကကျွေးခိုင်းလို့ကျွေးရတာအဲနောက်ဆိုငါ့ကိုတွေ့အောင်ဝိုးဝေးရှောင်နေအမရှောင်လို့တွေ့ရင်တော့တနန်းနဲ့ပြစ်မှာပဲငါမိမကြောက်အောင်ခြောက်ဖို့လည်းမစင်းစားနဲ့ ဒီတစ်ခါချောက်ရင်အမဲသားတော့မဆရဘူးနင့်ညောင်မျိုးပင်ကိုအမြစ်ကလဲပြီးမိဆိုင်ပြင်မဲ့ကြားလာတပြောပြီးတော့နဲ့နိုင်ကြီးတယောက်ညောင်မျိုးပင်ကနေပြန်သွားတယ်အမြင်မြင်ရလို့ဒါပေါ့ညောင်မျိုးပင်မှတရေမကတော့ဒေါသတွေထွက်ပြီးအဆွေဆွေခုံပြီးကြံနေခဲ့မှာတော့တေချာပါတယ်အစာရေးစရာဆရာမောင်မိုင်းညိုချောက်ရေးသားထားတဲ့အညောင်မျိုးပင်မှတရေမဆိုတဲ့ပရာလောကဇလန်လေးကတော့အဒီမာရင်ပြီးဆုံးပါပြီခင်ဗျာ အစရာမောင်မိုင်းတို့ကြောင်းနဲ့တကွာနားစင်ပေးခဲ့ကြသူတဦးတယောက်ချင်းဒီကို အထူးပင်ကျေးဇူးတင်ရှိပါတယ်အသားရပြောင်းရွှင်သောညလေးကိုပိုင်ဆိုင်နိုင်ကြပါသည်ခင်ဗျာ